တော်တော်များများဆိုလို့ရှိရင်ပေါ့နော်ကိုရီးယားကားတွေကြည့်ပြီးတော့မင်းသားတမမဟုတ်မင်းသမီးတယောက်ယောက်ပေါ့နော်နှာခေါင်းတွေးတွေရှင်ပြီးဟဲ့သူကသွေးကင်းစာဖြစ်နေပြီပေါ့နော်သေတော့မှပဲဆိုပြီးတော့ပြောတတ်ကြတာပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့သွေးကင်းစာဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်သွေးရိုတက်တာကိုသိကြတယ်ဒါပေမဲ့ပါတွေဖြစ်နိုင်တယ်သွေးကင်းစာဖြစ်တာရုပ်ရှင်နေရလို့အတိုင်းပဲသိရမလားဆိုတာကိုပေါ့နော်ဒီနေ့မျှဝေပေးမှဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါနော်ဝီကျော် sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် အရင်ဥဆုံးပေါ့နော်သွေးကင်းစာအကြောင်းကိုနည်းနည်းလေးပြောမျှဝေပေးချင်ပါတယ်နော်သွေးကင်းစာဆိုတာကခန္ဓာကိုယ်ရဲ့သွေးစလဲတွေကနေပြီးတော့ထုတ်ပေးတဲ့ယူတွင်းညင်စီရဲ့နေပြီးတော့ပေါ့နော်ပြန်ရည်စနစ်မှာရှိတဲ့ဒီသွေးစလဲတွေရဲ့နေပြီးတော့ပွားပြီးတော့ကင်းစာဖြစ်စေတာပြီးလို့ရှိရင်သွေးဖြူဥစလဲရဲ့နေပြီးတော့ပွားတာလည်းများပါတယ်ပုံမှန်မဟုတ်တဲ့စလဲတွေကပွားတာကြောင့်စလဲသားတွေများလာတဲ့အခါကြလို့ရှိရင်အလောက်ကတော့မလုံနိုင်တော့ဘူးအမျိုးသားတွေကလည်းအများကြီးရှိလာတဲ့အခါကြတော့တချို့တွေကလေးတွေမှာလည်းဖြစ်တယ်တချို့လူ ြီးတွေမှာလည်းဖြစ်စေတယ်နော်။သွေးခင်းစာကပေါ့နော်ဘလို့ဖြစ်ရတာလဲဆိုလို့ရှိရင်သွေးခင်းစာတွေကနေပြီးတော့ဒီသွေးစလဲတွေပေါ့နော်အထူးသဖြင့်သွေးဖြူဥတွေမှာရှိတဲ့ဒီမျိုးရိုးပြီစပြောင်းလဲပြီးတော့ပေါ့နော်အလွန်ကြုံပွားလာတာမျိုးတွေပေါ့နော်။ ီပွားလာတဲ့ပုံမှန်ဆလဲတွေကကြာလာတဲ့အခါမှာဆိုလို့ရှိရင်ရေသွင်းခြင်းစီကတိုးဝင်သွားပါတယ်ဘာလို့ဒီလိုဖြစ်လာလဲတော့မသိသေးပါဘူးဘတူတွေမှာပို့ပြီးတော့ဖြစ်လိုက်လဲဆိုလို့ရှိရင်မျိုးရိုးပြီစားပြဿနာတွေမှာပေါ့နော်ဥပမာတချို့အရင်နားခင်စားကြောက်ပေါ့နော်သက်ရောင်ချီပြတာမျိုးတွေ စိတ်သွေးနာစတာကုသခံယူမှုရှိနေတဲ့သူတွေပြီးလို့ရှိရင်ဆေးလိပ်တောက်နေတဲ့သူတွေသွေးကင်းစာမျိုးရိုးရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်တခါတလေကြာရင်ဒီအချက်တွေရှိတဲ့သူတွေကသွေးကင်းစာမဖြစ်ပဲဒီအချက်တွေဘာမှမရှိပဲနဲ့သွေးကင်းစာဖြစ်သွားတဲ့သူတွေလည်းအများကြီးရှိပါတယ်เนาะ တွေးခင်စာဖြစ်ပြီးဆိုလို့ရှိရင်ဘလို့တွေခံစားရစေနိုင်လဲဆိုလို့ရှိရင်တွေးခင်စာအမျိုးအစားပေါ်မှာမူတည်ပြီးတော့လက္ခဏာတွေကအနည်းနဲ့အများတော့ကွာသွားပါတယ်အများဆုံးတွေ့ရတဲ့လက္ခဏာတွေကတော့ဖျားတာမျိုးတွေနာတာရှည်အားနည်းတာမျိုးတွေမကြခဏပေါ့နော်ပိုးဝင်တာမျိုးတွေတနေ့တခြားပိန်လာတာမျိုးတွေပြန်ကြီးကြိုက်တွေကြီးထွားလာတာမျိုးတွေအသေးပေ ပေလုံးကြီးတာမျိုးတွေပေါ့နော်ဘေးထွက်လွယ်တာမျိုးတွေပြီးလို့ရှိအညူမဲဆွဲလွယ်တာမျိုးတွေပေါ့နော်ခဏခဏနှာခေါင်းတွေးရှက်တာမျိုးတွေခန္ဓာကိုယ်မှာအနီဇက်တွေထွက်လာတာမျိုးတွေညနေပိုင်းတွေမှာဆိုလို့ရှိရင်ချိုးထွက်များတာမျိုးတွေပေါ့နော်ဥပမာဆိုလို့ရှိရင်တချို့လူတွေဆိုလို့ရှိရင်ဘာမှမလုပ်ပဲနဲ့အယိုးတွေနာတာစတာမျိုးတွေဖြစ်စီပါတယ်နော် ဒါဆိုလို့ရှိရင်ဘလို့ကုသလို့ရနိုင်မလဲဆိုလို့ရှိရင်တတော်များများကြတော့ဆေးတွင်းနာမျိုးတွေရောင်ကြည်ပြတာမျိုးတွေရိုးတွင်းချစ်အစီစားထိုးတာမျိုးတွေစတာမျိုးတွေပေါ့နော် ကုကြကြတာများပါတယ်နော်ဖိချင်းစာဖြစ်နေတဲ့တူတွေဆိုလို့ရှိရင်ပျောက်ကင်းနိုင်မလားဆိုတော့ယောဂရဲ့အခြေအနေနဲ့လူနာရဲ့အခြေအနေပေါ်မှာအများကြီးမူတည်တယ်เนาะပြီးလို့ရှိရင်ဆေးပညာတွေမှာလည်းဒီအသက်ရှင်နှုံရဆိုလို့ရှိရင်ပေါ့เนาะ၅နှစ်အတွင်းမှာဆိုလို့ရှိရင် ြည့်မယ်ဆိုလို့ရှိပေါ့နော် CMN 68ရာခိုင်နှုန်း CL 86ရာခိုင်နှုန်းနဲ့ကလေးတွေမှာရောနော်25နှစ်အောက်ဆိုလို့ရှိရင်66ရာခိုင်နှုန်းကတော့အသက်ရှင်နေပြီးလို့ရှိရင်လူကြီးတွေမှာဆိုလို့ရှိရင်ပေါ့နော်60ရာခိုင်နှုန်းတော့ကျော်ပါတယ်အဲ့တော့ရုပ်ရှင်တွေအရလိုမျိုးဖြစ်တာနဲ့သိတာမဟုတ်ပါဘူးကုတခံယူမှုပျောက်နှံခြင်းများပါတယ်ကလေးတွေမှာဆိုလို့ရှိရင်ပိုလို့တော့များပါတယ် ဒါကြောင့်ဆော့ဆော့တိပ်ပြီးတော့ဆော့ဆော့ခုတပြီးလို့ရှိရင်ယောဂရှိလို့လည်းစိတ်တဲ့မကြနဲ့နော်။ဆေးရဝန်တွေနဲ့သိချပြီးတော့တိုင်ပင်ပြီးခုတပြီးလို့နိုင်ပါတယ်နော်။ဒါဆိုလို့ရှိရင်သွေးကင်းစာရှိတိုင်းသိတတ်လားဆိုပြီးတော့ပေါ့နော်။တော်တော်သိချင်နေကြတဲ့အဖြစ်လေးကိုအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်နော်။ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဝီရိုရဲ့ channel ကို notification နဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်။